ီနေ့နိုဝင်ဘာ၂ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ရခိုင်ရုံးမပေါ်ကနေရီကန်လေချောင်းရံကောက်ကွေးစကန်ရှိရာပြူဟာကုန်းကိုထိုးစစ်ဆင်တက်ခိုက်တဲ့နှစ်လတာအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်26ယောက်ကိုဖမ်းမိထားတယ်လို့ချင်းကောက်ကွေးတပ် CDF အစုကဒီနေ့မှထုတ်ပြန်ပါတယ်ရှင်။ရွေးကောက်ပွဲကိုပြက်စီအောင်နှောက်ယှက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီတပ်ဟာ3လအတွင်းအမျိုးသားအမျိုးသမီးစုစုပေါင်း88ယောက်ကိုဖမ်းဆီးထားပါတယ်။ နေပြီးတော့မှအော်တိုဘားလ31ရက်နေ့ကပြုတ်လုတဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာဗဟုအကောင့်တီအစည်းအဝေးမှာ စစ်ကောင်စီပြည်ထောင်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဖန်စီထားသူဦးရေကိုထုတ်ပြောလာခဲ့တာဖြစ်ပါရဲ့ရှင်။အနောက်မြောက်တိုင်းစစ်ထနာချုပ်အခြေဆိုင်ရာသကိုင်းတိုင်းမြို့တော်မုံရွာမြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးအပြည့်နဲ့ကထိန်လှည့်လည်ခဲ့တယ်လို့မြို့ခံတွေကပြောပါရယ်။စစ်ကောင်စီတပ်ကကြီးမှုပြီးကထိန်လှည့်လည်ရမှာလက်နက်ခရရန်အပြည့်အစုံတက်ဆင်ထားတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကလုံခြုံရေးအပြည့်ယူပေးခဲ့တယ်လို့ drone ဖြတ်ဆက်တွေပါအသုံးပြုခဲ့တယ်လို့သိရပါတယ်ရှင်။စင်းရဲနွမ်းပါသူတွေအတွက်တံပိုးသိန်းညစာအစီအစဉ်တည်ထောင်ပေးသူဒေါက်တာနန္ဒဝင်းကိုချီးမြှင့်ထားတဲ့ပြည်သူ့ကော်မတီဆုရှင်စင်းရဲကနေဖယ်ရှားလိုက်ပြီလို့ပြည်သူ့ကော်မတီဘိုးအလုံးမှုဆောင်အဖွဲ့ကနိုဝင်ဘာလတရက်နေ့မှာထုတ်ပြန်လာပါတယ်ရှင်။